ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် there is there are နဲ့ id8 အသုံးလေးကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ဒီသင်ခန်းစာလေးကတော့ sanskrit grammar and use စာအုပ်အနည်းအောင်ရဲ့ unit 37ကိုအခြေခံပြီးတော့ပြောပြမှာဖြစ်ပါတယ်37 being 38 39 90လေ့လာလို့ရပါတယ်ဆိုတော့ဒီစာအုပ်ထဲမှာပါတလို့သင်ခန်းစာဥပမာလေးနဲ့ကျွန်တော်တည်တည်သိထက်တာလေးကိုမျှဝေပေးမှာပေါ့နော်ဆိုတော့ကျွန်တော်တို့စပြီးတော့ကြည့်ရအောင်ပါလေ ဲ့တော့ there is there are လို့ပြောလိုက်ပြီဆိုရမ်းနဲ့ရည်ဝရာအဖြစ်လူတက်ရှိသူမဟုတ်အရာဝတ္ထုတွေကို ပထမဆုံးအချိန်ပြောတဲ့အခါမှာ သုံးနိုင်ပါရဲ့တဲ့မတိချားတဲ့ subject လို့လည်းတွေးလို့ရတယ်ဒါကပထမတစ်ချောင်းအနေနဲ့တစ်ချက်အနေနဲ့မှတ်စရာပေါ့နော်နောက်တစ်ခုကအဲ့လိုမှတ်မှတ်ချင်ရင်လေလူတက်ရှိသူမဟုတ်အရာဝတ္ထုတွေရဲ့တည်ရှိမှု exist ပေါ့နော်သူမဟုတ် in a place နေရာကိုပြောတဲ့နေရာမှာသုံးပါလေနော်အဲ့တော့ there is ကကြတော့ is ဖြစ်တဲ့အတွက်အ ਨੇ ကိန် singular နဲ့တွဲပြီးတော့ there are ကတော့အများကိန် plural number နဲ့တွဲပြီးတော့သုံးပါလေမှတ်စရာလေးတစ်ချက်ကတော့ there is ကို there for story s လို့အတူကောက်ရေးလို့ရပေမဲ့ there are ကိုတော့ there for story re ဆိုပြီးတော့အတူကောက်တွားရေးလို့မရပါဘူးဒါကတော့မှတ်စရာပေါ့နော်ပြီးရင်ကျွန်တော်ဥပမာလေးဆက်ပြီးတော့ ပြောပါမယ်အဲ့တော့ there is there are ကို ကျွန်တော်တို့အခြေခံပြီးရသွားပြီဆိုရင်ကျွန်တော်တို့ there was there were there has been there have been there will be ဆိုပြီးတော့ test alike အသုံးလေးတွေလည်းရှိပါတယ်เนาะကျွန်တော်တို့ test အခန်းကိုလိလထားပြီးသားလူတွေဆိုလို့ရှိရင်တော့ဒီ there is there are ရဲ့အခြေခံတိမှုလေးကိုရသွားပြီဆိုလို့ရှိရင်ဒီနေရာကလည်းမခတ်တော့ပါဘူးပေါ့နော် အဲ့တော့ကျွန်တော်တို့ဥပမာလေးကိုတွားကြည့်အောင်အဲ့တော့ there is ကိုကျွန်တော်တို့ singular သို့မဟုတ် uncountable noun အနေနဲ့တွဲပြီးတော့သုံးပါတယ် uncountable ဆိုတာအရှိရာဗီဒီယိုတွေထဲမှာလည်းသင်ပြီးသားပေါ့နော်ကျွန်တော်တို့ရေတွဲမရနဲ့တစ်ခုနှစ်ခုရေတွဲလို့မရဘူးအဲ့ဒါတွေနဲ့ကျွန်တော်တို့တွဲသုံးမယ်နော် there is a cat on the roof ဟောကြောင်တကောင်ဘယ်ကကြောင်လဲမသိဘူး ဘသူကြောင်လဲလဲမသိဘူးကြောင်တကောင်တော့တေးချတယ်ကြောင်တကောင် on the roof နေရာလဲပြတယ် subject လဲမသိချဘူး तू ကပြောချင်တာကမူရင်းက a cat is on the roof ဒါပေမဲ့ subject ကမသိချတဲ့အတွက်ကျွန်တော်တို့ there is နဲ့တုံးလို့ရတယ်နော် there is a phone on the table စပွဲပေါ်မှာဖုန်းတစ်လုံးရှိတယ်အဲ့တော့ဘာဖုန်းလဲမသိဘူးဘသူဖုန်းလဲလဲမသိဘူးဖုန်းတစ်လုံးတော့တေးချတယ်ဖုန်းတစ်လုံးလုံးရှိတယ်ဖုန်းတစ်လုံးရှိတယ် နော်အဲ့တော့ subject ကလည်းမတိချဘူးနောက်ပြန်ရင်နေရာကိုပြတယ်နော် there is milk in the fridge you get the dairy မှာနွားနို့ရှိတယ် milk တိကျွန်တော်တို့ uncountable noun နဲ့မှာပါတယ်အဲ့ဒါကြောင့်မလို့နော်ကျွန်တော်တို့ there is တုံးတာဘာနို့လဲမတိချဘူးနော်ဘာနွားနို့လဲမတိချဘူးအဲ့တော့ဒီတိုင်းပဲပြောလိုက်တာမဟုတ်လို့ there is a problem with the computer computer မှာပြဿနာရှိတယ်နော် ဘာပြဿနာလဲတော့မသိပြဿနာတခုရှိเนาะမသိကြတဲ့ဟာပရမအောင်ဆုံးအနေနဲ့ကျွန်တော်တို့ introduce လုပ်တဲ့ဟာပေါ့လေပြောတဲ့ဟာပေါ့ There is a boy outside the door တကားရဲ့အပြင်ဘက်မှာကောင်လေးတယောက်ရှိတယ်ဘယ်ကောင်လေးလဲမသိဘယ်သူဘယ်ဝါလဲမသိဘူးအဲ့လိုမသိကြတဲ့နေရာလေးတုံတာเนาะဘင်းနေရာကိုပြတယ်နောက်တစ်ခုက plural number နဲ့တွဲပြီးတော့အသုံးကြည့်မယ်အဲ့တော့ there are there are three chairs in the room အခန်းထဲမှာကလထိုင်းတုံးလုံးရှိတယ်အများမဟုတ်လို့เนาะကျွန်တော်တို့အားသုံးလိုက်တာ There are many stars in the sky tonight ဒီညကောင်းကင်မှာကြယ်တွေအများကြီးရှိတယ် There are some apples in the basket. ချင်းထဲမှာချင်းနှောင်းထဲမှာပန်းသီးတချို့ရှိတယ်။ There are books on the shelf. စင်မာစာအုပ်စင်မာစာအုပ်တွေရှိတယ် there are two dogs in the garden ပန်းခြံထဲမှာဒါမှမဟုတ်ဥယျာဉ်ထဲမှာခွေးနှစ်ကောင်ရှိတယ်ဟုတ်ပြီနော်နောက်ပြချက်ကျွန်တော်တို့ IT8 အသုံးလေးအဲ့ဒီအသုံးကိုကျွန်တော်တို့ဘာမှသွားကြည့်လို့ရလဲဆိုတော့ essential grammar in use ရဲ့ unit အာ39နဲ့39မှာတွားပြီးတော့ကြည့်လို့ရတယ် IT8 ကသူကဘာကိုညွှန်းလဲဆိုတော့ဒီ level အရာပေါ့နော်ကျွန်တော်တို့အာဒီစာအုပ်အနေနဲ့ကျွန်တော်တို့တွားကြည့်မယ်ပေါ့လေ ဆိုတော့အချက်လောက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ ID8 အသုံးကိုကျွန်တော်တို့လေ့လာကြည့်အောင်နော်ဒီ39မှာရှိတယ်အဲ့တော့ there is နဲ့ it is သူရှင်းပြထားတယ် this is book on the table ဆိုတော့မှာစောက်တုတ်ရှိတယ်နော်အဲ့တော့ it is နဲ့ရေးချင်မယ် i like this book ဒီစောက်ကိုကြိုက်တယ် it is interesting it is what i id ကဘာကိုညွှန်တာလဲ she a book ကိုညွှန်တာ it this book ကိုညွှန်တာ အဲ့တော့ this book is interesting ဒါပေမဲ့ဒီမှာနန်းစားသုံးရတာဖြစ်တဲ့အတွက် it is interesting နောက်တစ်ခုက what is that noise အဲ့ဒါအဲ့ဒီဆူတန်းကပါလေအဲ့ဒီအတန်းကပါလေ it is rain it's a oh it's a train အဲ့မှာ it ကပေါ့နော်လေ that noise အဲ့ဒီအတန်းကပါလေအဲ့ဒီဆူတန်းကယထာတန်ပါ there is a train at 10:30 စင်နိုင်ခွဲမှာယထာတစီ လာဝတ်ရှိတယ်ယထာတစီလာမှာเนาะယထာတစီရှိတယ် it is a first train အဲ့ဒါကเนาะအမြင်ယထာပါ iid ကဘာကိုညွှန်းလဲ then 30ယထာတဲ့10 30ယထာစင်နိုင်ခွဲမှာလာမယ်ယထာကိုညွှန်းတာ iid ကเนาะကျွန်တော်တို့ဒီအသုံးလေးတွေစိတ်ဝင်စားဖို့ကောင်းတယ်เนาะကျွန်တော်တို့စာဒီဟာကိုလေ့လာပြီးတော့ကျွန်တော်တို့တစ်ခါလေးကြရအောင်เนาะပုံသင်မှတ်တာထပ်ပေါ့เนาะကျွန်တော်တို့သူ့ရဲ့မူရင်း ဩအင်္ဂလိပ်စာကအင်္ဂလိပ်လူမျိုးတွေကဒီလိုပြောတတ်ပါလားဒီလိုအသုံးလေးသုံးပါလားဆိုတာမျိုးရှိတယ်။နော်ကျွန်တော်တခါလေးကြားလို့ရှိရင်တရက်ကြီးဘာသာတွေပြန်နေလို့မရဘူး။သူ့ရဲ့ပြောထုံရေးထုံအဲ့ဒါလေးတွေကဩဒီလိုရှိပါလားဆိုတာရင်ထဲမှာမှတ်ဖို့လိုတယ်နော်ကျွန်တော်တို့သူ့ရဲ့ဒီဘာသာစကားရဲ့သူ့ရဲ့အသုံးနှုန်းသူ့ရဲ့ချစ်စရာဒလေးပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးတွေပေါ့လေ့လာဖို့မှတ်သားဖို့လိုပါတယ်ပေါ့နော် There is there's a there is a lot of salt in this soup d ဟင်းကျိုထဲမှာစားတော်တော်များတယ်နော် i don't like this soup it is too salty အဲ့တော့ id အကဘာကိုညွှန်လဲ this soup ကိုညွှန်တယ်အဲ့တော့ id အကဒီလောက်ပဲလားဆိုတော့မဟုတ်သေးဘူးရှိသေးတယ်နော်ကျွန်တော်တို့39မှာသွားကြည့်မယ် id အကကိုဘယ်နေရာတွေမှာနောက်တစ်ထပ်သုံးသေးလဲဆိုတာကြည့်မယ်နော်ဒီ this တဲ့ဟာက example ကိုကျွန်တော်ခဏနေပြပေးမယ်နော် ဲ့တော့ဒီမှာ ID8 ID8 ကိုပမာသုံးလဲ we use ID8 for ဘယ်တော့လဲ time အချိန်နေ day နေ့ distance အကွာအကွာအဝေးတွေ weather ရာသီဥတုတွေအဲ့ဒီအကြောင်းကိုပြောတဲ့အခါမှာသုံးတယ်အဲ့လိုပြောတဲ့အခါမှာ ID မှာဗာဒိပင်မှာမရှိဘူးเนาะ what time is it Beijing Shibili. It is half past ten. Senai Kui. And it, it is. Senai Kui Shibabi. It is late. It is time to go home. In Piambu, a che, jabi, or a che won't be on a lutone. Nego Piome. What day is it? It is Thursday. It is 16 March. It's, it was my birthday yesterday. မနေ့ကကျွန်တော်ရဲ့မွေးနေ့အကွာဝေး distance ကိုပြောကြည့်မယ်ဒီမှာ our house ဒီမှာ city center မြို့လေမြို့လေနဲ့ကျွန်တော်တို့အိမ်ဘလောက်ကွာလဲ3 kilometers အဲ့ဒါကိုပြောမယ် it is 3 kilometers from our house to the city center အဲ့တော့ andy ကမှာဘာအတိပဲရှိတယ်ဟာမရှိဘူးအဲ့ andy ကဘာညွန့်လဲအကွာအဝေးနော်ဒီလိုမျိုးကျွန်တော်တို့သူ့ရဲ့ပြောတတ်တဲ့ delay သူ့ရဲ့ပြောတတ်တဲ့ထုံးစံသူ့ င်္ဂလိပ်စကားရဲ့သူရပြောတတ်တဲ့ပုံစံလေးအတုံးလေးပေါ့နော်ဒါကကျွန်တော်တို့စာကြောင်းရင်းနှီးထဲမှာလည်းပါတယ်အတုံးဝင်တယ်တို့ဒါလေးကတော့မှတ်သားရမယ်နော် How far is it from New York to Los Angeles New York ကနေ Los Angeles ကိုဘလောက်ဝေးလဲ It is a long way from here to the station ဒီကနေဘူတာကို အယံဝေး we can walk home it isn't far ငါတို့အိမ်ကိုလမ်းလျှောက်ပြန်လို့ရတယ်တိတ်မဝေးဘူးအဲ့တော့နောက်တစ်ခုက तू ကမှတ်เสียရနေနဲ့ तू က far နဲ့ a long way ကို तू ကရှင်းပြထားတယ် far ကို तू ကမေခွန်းရဲ့အငင်းရဲ့မှာသုံးတယ် is it far it isn't far เนาะ ဲ့တော့ပုံမှန် positive စာကြောင်းစနေပါဆိုလို့ရှိရင်စာကြောင်းစနေတော်ဖြစ်ကုန်ပြီ positive စာကြောင်းနေပါဆိုလို့ရှိရင်ကျွန်တော်တို့ဘာသုံးလဲ a long way နော်အဲ့လိုမျိုး no? it is a long way no it is far လို့သုံးလို့ရတယ်လို့ဖြစ်ပြတာနောက်တစ်ခုက weather ခုနကပြောရတဲ့အချိန်မှာ it is raining it isn't rainy is it snowing it rains a lot here it didn't rain yesterday does it snow very often? It is warm, it is hot, it is cold, it is fine, it is cloudy, it is windy, it is sunny, it is foggy. Foggy zabale. You too, no? It is dark. It is nice day today. Tayare nilibo. Aro inne de bludone. It rains a lot in winter. Sangya di ma mu ta ayuare. there is a lot of rain in winter သုံးလို့ရတာเนาะ it was very windy အရင်ကလေလေတိုက်လေတိုက်တာတအားကျန်းနေ there was a strong wind yesterday เนาะကိုဘလို့သုံးခြင်းလဲသုံးနေပေါ့မူတည်နောက်တစ်ခုသုံးတက်တာလေအင်းနဲ့တွဲပြီးသုံးတက်တာလေ it is nice to something something it is nice to see you it is nice to know you စသဖြင့်ပေါ့နော်သုံးလို့ရတယ်ပြီးရင် it is easy it is difficult it is easy to it is difficult to it is impossible to ဒါ तू it is net no? with တဲ့အတုံးလေးဒါကျွန်တော်တို့မှတ်ရမယ်เนาะ it is dangerous to it is safe to it is expensive to it is interesting to it is nice to it is wonderful to it is terrible to เนาะသူတို့သုံးထပ်တဲ့အတုံးလေးတွေပါလေ no? it is nice to see you again it is impossible to understand her သူမကိုနားလေဖို့မဖြစ်နိုင်ဘူး it wasn't easy to find your house မင်းအိမ်ကိုရှာဖို့အတွက်မလွယ်လိုက်တာကွာအဲ့တော့ it မမေ့နဲ့ဒါကျွန်တော်တို့သိပါတယ်နော်ကလေးတွေပါမဟုတ်တာသူကမမေ့နဲ့ဆိုပြီးတော့သူကသတိပေးတာပါလဲဆိုတော့ it is raining again အဲ့တော့ကို id မကြံခဲ့နဲ့တဲ့ it's raining again လို့သွားမကြီးနဲ့တဲ့နော် is it true that you are going away အမ id သွားမကြံနဲ့တဲ့ဒါကျွန်တော်တို့ကြံစရာမလိုဒါတော့ number 4ကတော့နော်ကျွန်တော်ကလေးမဟုတ်တော့တီးတယ်အဲ့တော့မှတ်မှတ်စရာလေးတွေကျွန်တော်တို့ဒီ 39 unit 39ကိုကျွန်တော်တို့လေ့လာပြီးတဲ့အခါမှာတည်တနာလေးတွေသိသွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲတော့အနှစ်ပြန်ချက်သွားလို့ရှိရင် there is there are the ကျွန်တော်တို့ဗမာသုံးလေမတိချတဲ့ subject ကိုစပြီးတော့ပြောတဲ့အခါမှာသုံးတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့နေရာနော်လူတက်ရှိဒုမဟုတ်အရာဝတ္ထုတစ်ခုရဲ့တရှိမှုဒုမဟုတ်နေရာကိုပြောတဲ့အခါမှာသုံးတယ်နော်။အဲတော့ဒီမှာနမူနာလေးကြီးကြည့်အောင်တခါရဲနဲ့ there is a man on the roof လူတယောက်ခေါင်းမှုပေါ်မှာရှိတယ် there is a train at 10:30เนาะဒီမှာအချိန်နေအချိန်နေအချိန်နေเนาะကျွန်တော်တို့ there are 7 days in a week ဒီဘက်မှာ9ရက်ရှိတယ်အဲ့တော့ singular ဆိုရင် there is မေကွန်းလုပ်မယ်ဆိုရင် is there အတူကောင်ရေးမယ်ဆိုရင် there first to be as အငင်းလုပ်မယ်ဆိုရင် there is not လို့ရေးလို့ရတယ်လို့ there isn't လည်းရေးလို့ရတယ် there first to be as not လည်းရေးလို့ရတယ်ဒါလို့ပြောပြတာ เนาะคุณน่ะရှင်းပြပြီဒါတွေက तू อ่ะပို့ပြီးတော့ရှင်းအောင်ပြပြတာเนาะဒီအင်စာတွေကိုဒီဒီဒီနမူနာစာကြောင်းတွေကိုကိုယ့်အကိုဖတ်ကြည့်ပါဘာသာပြန်ကြည့်ပါမသိလို့ရှင် comment ရေးပြီးတော့မေးခဲ့လို့ရတယ်ကျွန်တော်ညီမလို့ပြန်ရေးပေးမယ်เนาะ there are မေးခွန်းလို့ရင် are there အညင်းလို့ရင် there are not there aren't เนาะ there for to be are လို့မရှိဘူးအဲ့ဒီတိုင်းပဲဒီမှာလဲဒီစာကြောင်းတွေကိုကျွန်တော်တို့ဖတ်ကြည့်ပါဘာသာပြန်ကြည့်ပါ မတိချဘူးစိတ်ထဲမှာတန်တရားရှိတယ်ကိုယ့်ဘက်ကိုဘာသာပြန်တာတန်တရားရှိတယ်ဆိုရင်ကျွန်တော်ကိုမေးပါအဲ့တော့ဒီနေ့သင်ခန်းစာလေးကိုအလုံးကြားကြမယ်လို့ထင်ပါတယ်နောက်ရက်ကျွန်တော်နောက်ထပ်39ပြီဆိုတော့40ကနေစပြီးတော့ထပ်ပြီးတော့သင်ခန်းစာလေးတွေတင်ပေးပါဦးမယ်အလုံးကိုကျေးဇူးတင်ပါတယ်